This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. 您好，朋友。 အမျိုးသားညညရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ7.3မှ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ မင်္ဂလာနံနက်ခင်းပါရှင်ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆရာနာရှင်ဘီရိုအနေဖြင့်ပြေဝပြီးကိုစိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီအဖွဲ့သားများကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒီကနေ့စက်တင်ဘာလ30ရက်နေ့ရဲ့ရေဒီယိုအန်ယူဂျီမနက်ခင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းကောင်းလို့ချက်ကိုရန်နိုင်မှဖက်ကြားတင်ပြမှာဖြစ်ပါတယ်ရှင် ေဒီယိုနျူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရီသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီရီသတင်းကတော့ပြည်သူ့ပိုင်ပြည်စည်းတွေကိုလှည့်လည်ခိုးယူနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုအလစ်တိုက်ခိုက်ခဲ့ရမှာ၃ဦးထပ်မံတေဆုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဘကွေးတိုင်းပခုတ်ကူကြီးမြိုင်မြို့နယ်တွင်းမပြူစောတိရွာမှာ အများပြည်သူပိုင်ပစ္စည်းတွေကိုလှည့်လည်ခိုးယူနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုအလေးဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ၃ဦးထပ်မံတေဆုံးခဲ့တယ်လို့မြိုင်ပကဖကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ28ရက်မွန်းလွယ်နေ့ကမှတွင်းမပြူရအတွင်းရှိစစ်ကော်မရှင်တပ်နဲ့ပြူစောတီတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကအလေးဝင်ရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခတ်မှုတွင်စစ်ကော်မရှင်တပ်နဲ့ပြူစောတီ၃ဦးထပ်မံတေဆုံးခဲ့ပြီး MA1 တလက်ကိုတင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီတိုက်ခတ်မှုကိုမြိုင်ပကဖတပ်ခွဲ၁တပ်ခွဲ၂ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC ၊ကမ္ဘာတပ်ပေါင်းစုနဲ့ A+ တပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်ခင်ဗျာဆလဘီပသိမ်မုံရလမ်းမှာစစ်တပ်အင်စည်းကားကိုတားဆီးစစ်ဆေးရာပစ်ခတ်မှုဖြစ်ပြီးစစ်သုံးပစ္စည်းတွေသိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်စက်တင်ဘာလ28ရက်ည7:00နာရီကမှမင်းတို့မျိုးဘက်မှပသိမ်မုံရလမ်းအတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းကိုမောင်းနှင်လာတဲ့အနက်ရောင်အင်စည်းကားတစီးကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကကြောက်တိုင်ရွာနီးမှာစစ်ဆေးရန်တားဆီးခဲ့ပေမဲ့လည်းရက်တက်ခြင်းမပြုဘဲဆက်လက်မောင်းနှင်ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုပစ်ခတ်ခဲ့တဲ့အတွက် ပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဗမာပြည်ကာကွယ်ရေးတပ် USBA တာဝန်ခံထံမှသိရှိရပါတယ်ပြစ်ခတ်မှုတွင်စစ်တပ်ဖွဲ့ဝင်၃ဦးဟာဒဏ်ရာများရရှိပြီးထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်အဲဒီနောက်စစ်တပ်တပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တဲ့ကားကိုမီးရှို့ဖျက်ဆီးခဲ့ပြီးကားပေါ်မှ40မမပုံသီးငါလုံးစစ်ဝတ်တန်းစာတစုံဖုန်းတစ်လုံးလက်ထိပ်တစ်စုံအဆောင်ရည်ရာတစ်မျိုးနဲ့ကွန်တုံးနှစ်ခုအပါအဝင်အခြားပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရှိရပါတယ်ထွက်ပြေးသွားတဲ့စစ်တပ်ဖွဲ့ဝင်တွေကိုည7:00နာရီကမှမင်းတို့မျိုးမှ light truck ကားစီးနဲ့ စစ်သားများအင်အားအပြည့်နဲ့စံကြီးရွာနီးကိုလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရှိရပါတယ်။အခုဖြစ်စဉ်မှာစစ်တပ်ဖွဲ့ဝင်တွေကိုလူမြောက်စီခဲ့တဲ့အတွက်အနာဂတ်မှာတတ်မှတ်စည်းကမ်းများကိုဖောက်ဖျက်မောင်းနှင်လာတဲ့မြေသည့်မော်တော်ယာဉ်ကိုမဆိုပစ်ခတ်ဖမ်းဆီးမှာဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ဒါပြင်စစ်တမလာမဲ့စစ်ကြောင်းထုံးမှုများအတွက်ပြင်ဆင်နေတယ်လို့သတင်းများရှိတဲ့အတွက်အနီးဝန်းကျင်ကြေးရွာများရှိပြည်သူများအနေနဲ့လုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်ထားရန်တိုက်တွန်းထားပါတယ်။ပသိမ်မုံရွာလမ်းမကြီးပေါ်မှာည6:00နာရီနောက်ပိုင်းမော်တော်ယာဉ်များတွာလာမှုကိုတော်လိုင်းတပ်ဖွဲ့တွေကပိတ်ပင်ထားပြီး လမ်းစည်းကမ်းမြောက်ကိုလိုက်နာရန်ပြည်သူများကိုအကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပါလိမ့်ခင်ဗျာအခုတကားဂျိုးပင်ကောင်းမြို့နယ်ဥယျာဉ်ကြီးရွာမှာစစ်တပ် drone ပုံကျဲမှုကြောင့်ဆယ်တန်းကျောင်းသားတိဆုံနေဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စက်တင်ဘာလ28ရက်ညနေပိုင်းမှာပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်အလဲကုန်း GS ကမ်းမှာတက်ဆွဲထားတဲ့စစ်သားတွေကဥယျာဉ်ကြီးရွာကို drone နဲ့ပုံကျဲတက်ခတ်ခဲ့ကြောင်းဒေသသတင်းများအရသိရပါဗါး။အဲဒီတက်ခတ်မှုကြောင့်အသက်18နှစ်အရွယ်မောင်အိုင်စတိုင်းဟာ နေမှာဆမီးဝဲအတွက်စာချက်နေစဉ်ဘုံးစာထိမှန်ပြီးရင်မက်တရားနဲ့ပွဲချင်းပြီးတည်ဆုံခဲ့တဲ့ပြင်နေအိမ်လဲပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဂျိုးပင်ကောင်းမြို့နယ်နဲ့အုပ်ဖုံမြို့နယ်အဆက်ရှိတောင်စပါးကွင်းရွာမြို့ကန်ရွာဖလန်ပင်ရွာနဲ့ရွာသိပ်ရွာတို့မှာလဲစက်တင်ဘာလ26ရက်နေ့နဲ့29ရက်နေ့များကဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စရုံးမြို့မှာလေကြောင်းတက်ခတ်မှုကြောင့်ကလေးငယ်များပါဝင်ရသရှိဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စက်တင်ဘာလ29ရက်မွန်လယ်ပိုင်း3နိုင်ကမ်းမှာကချင်ပြည်နယ်မြကြီးနားမြို့ရှိလေးလက်စကန်မှာတက်လာတဲ့ဂျက်လီယင်နှစ်စီးဟာစရုံးမြို့ဈေးတန်းနဲ့အနီးနားရှိတောင်ကုန်းနေရာများကိုဘုံလေးချိန်တံမနဲ့ကျဲချတိုက်ခတ်ခဲ့ကြောင်းဒေသသတင်းတွေအရသိရပါတယ်။ဘုံကျဲတက်ခတ်မှုဟာចောင်းသားများចောင်းဆင်းကျင်နဲ့တိုက်ဆိုင်နေတဲ့အတွက်ကလေးငယ်များနဲ့ဈေးတန်းအတွင်းဈေးဝယ်ထွက်နေသူများထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။ တေဆုံးသူများထဲမှာဥမာမူလက်အသက်30အရွယ်ဒေါ်တိတ်လွေအသက်50အရွယ်မဆန္နာဥအာရွက်ရဲ့ဇနီးနဲ့တားဖြစ်သူចောင်းသားတဦးနဲ့အမည်မသိမျိုးသားတဦးပါဝင်ကြောင်း KNG မှာဖော်ပြထားပါတယ်။ဒဏ်ရာသူ9ဦးနဲ့6ဦးဟာပြင်းထန်ဒဏ်ရာများရရှိထားပြီးစေကုသမှုခံယူနေရတယ်လို့သိရှိရပါတယ်ခင်ဗျာ။အခုဒီကပလောဝမြို့ကိုစစ်ကောင်မရှင်တပ်ကဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်အရသာ2ဦးသေဆုံးပြီး19ဦးထဏ်ရရတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်ပလက်ဝခရိုင်ပလက်ဝမြို့ကိုစစ်ကော်မရှင်တပ်ကဘုံကျဲတိုက်ခတ်တဲ့အတွက်ကြောင့်အရဲသား2ဦးသေဆုံးပြီး19ဦးဒဏ်ရာရခဲ့တယ်လို့ We Left ပလက်ဝကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ29ရက်နေ့လယ်12:00ခွဲချိန်မှာစစ်ကော်မရှင်တပ်ကဂျက်လီရင်နဲ့၃ချိန်တိုင်ပေါင်900ဘုံ၃လုံးကျဲချတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခတ်မှုတွင်အသက်40ရွယ်ဒေါ်သူစာဝင်းခေါ်ဘုံဘုံနဲ့အသက်18နှစ်အရွယ်မတ်မြမြခင်တို့2ဦးနေရာမှာပဲသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဒေသခံပြည်သူ19ဦးထိခဲ့ဒဏ်ရာရှိခဲ့ပြီးဒဏ်ရာပြင်းထန်က အသက်အန္တရာယ်စိုးရင်ရသူတွေပါရှိနေသေးတယ်လို့ဆိုပါတယ်ပလဝါမြို့ကိုအာရခတက်တော် AA က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့တည်းကအပိသက်သိမ့်ပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါလိမ့်ခင်ဗျာဆလဘီတင်ဆက်ပေးမဲ့စီးရီးသတင်းကတော့နန်းဆော့ကြေးရွာမှာ စစ်ကော်မရှင်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတို့ထံရရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်တက် PSLF DNLA တပ်မဟာနှင့်နေမြေကျောင်းမင်းမြို့နယ်ကျောင်းမင်းမြို့နယ်နတ်ဆော်ကြီးရွာမှာစစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အမျိုးသားတို့ထံရရခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ28ရက်နေ့လယ်2နာရီခွဲချိန်မှာနတ်ဆော်ကြီးရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပေါင်250ဘုံတစ်လုံးနဲ့လက်နက်ကြီး6လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပေါ်လာမှရှိပဲအကြသာပြည်သူလူထုတရှိရာကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသားတို့ထိမှတ်တဲ့ ံရရှိကပြောင်းဖို့စိုက်ခင်းတွေပြည့်စည်သွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမိုင်းလုံမြို့နယ်ပန်းတပြေကြီးရွာမှာစစ်ကော်မရှင်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းမှပေါင်900ပုံးနှလုံးကျဲချတိုက်ခတ်ခဲ့ရာဘုံကြီးကျောင်းနဲ့နေအိမ်အလုံး20ထိမှန်ပျက်စီးခဲ့ပါလေခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့မြောက်ပြည်မြို့နယ်မှာစစ်တပ်က drone နဲ့လေးရက်ဆက်တိုက်ခိုက်မှုကြောင့်စာသင်ကျောင်းဘုန်းကြီးကျောင်းများပျက်စီးပြီးဒေသခံများထွက်ပြေးတင်းရှောင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စက်တင်ဘာလ26ရက်မှာစတင်ကစစ်တပ်ဟာဂရင်ပြည်နယ်မြောက်ပြည်မြို့နယ်ရှိမင်းလက်ပန်းရွာဖလူးရွာနဲ့မေတော်သလေးဒေသတို့ကို drone များနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းဒေသသတင်းတွေကသိရပါတယ်။တိုက်ခိုက်မှုတွေကြောင့်အရဲသားများထိခိုက်ဒေဆုံးမှုရှိခဲ့ပေမဲ့စာသင်ကျောင်းများနဲ့ဘုန်းကြီးကျောင်းများပါဝင် အဆောက်အုံများပျက်စီးခဲ့တယ်လို့သိရပါတယ်စတေမလာဇန်ပိုင်းမှာစတင်ကစစ်တပ်နဲ့ BGF ဟာအာရှလမ်းမကြီးကိုပြန်လည်ထိုးဖောက်ဝင်ရောက်လာကမြောက်ရီမျိုးတို့စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက်လေကေကောမျိုးဘက်ကိုဆက်လက်စစ်ကြောင်းထိုးလာရာလေကေကောမျိုးတင်နဲ့လမ်းကြောင်းတစ်လျှောက်ရှိကြေးရွာများမှဒေသခံပြည်သူများထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်မိုးရွာရာသီဖြစ်တဲ့အတွက်ဆေးဘေးရှောင်ပြည်သူများဟာအမိုးကာနဲ့စာဝတ်နေရေးအတွက်အခက်အခဲများရင်ဆိုင်နေရပြီးထိုင်းမြန်မာနယ်စပ်ရှိတောင်ရင်မြကန်းပေးမှာ တဲထိုးနေထိုင်ရသူများရှိနေတယ်လို့သိရပါဗျ။ဒါပြင်ကိုဝန်ဆောင်မိခင်များကလင်းငယ်များနဲ့တက်ကြီးရွယ်အိုများအတွက်စေဝါနဲ့ကျန်းမာရေးဆောင်ရှောက်မှုများလိုအပ်နေတယ်လို့သိရှိရပါဗျ။အခုတကား စင်ကူးမြို့နယ်မှာစစ်တပ်လေးချောင်းတိုက်ခတ်မှုကြောင့်မြို့သမီး၄ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စက်တင်ဘာလ28ရက်နေ့9နိုင်ကမ်းမှာဒရဝူလေဒါစကန်မှ Jet Fighter တစ်စီးဟာစင်ကူးမြို့နယ်ကန်တောင်ကျေးရွာရှိစာတင်ကျောင်းတစ်ခုကိုဘုံကျဲတိုက်ခတ်ခဲ့ရမှာမြို့သမီး၂ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။အလားတူမိထီလာဒီတဲ့စကန်မှ Jet Fighter တစ်စီးဟာစင်ကူးမြို့နယ်မာလဲကျေးရွာနေရှိဆယ်တခုနီးကိုလေးချောင်းတိုက်ခတ်ခဲ့ရမှာမြို့သမီး၂ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရဲသတင်းကတော့လေကြောင်းတိုက်ခတ်ခံရပြီးအညာမြေတပ်ပေါင်းစုရဲဘော်၃ဦးကြာဆုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အညာမြေတပ်ပေါင်းစုစခန်းခွဲတစ်ခုကိုစစ်ကော်မရှင်တပ်ကလေကြောင်းမှပစ်ခတ်တိုက်ခတ်ခဲ့ရမှာရဲဘော်၃ဦးကြာဆုံးခဲ့ရတယ်လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ28ရက်နေ့ညနေပိုင်းမှာ လေကြောင်းတိုက်ခတ်ခံခဲ့ရတာဖြစ်ပြီးအညာမြစ်တပ်ပေါင်းစုမှရဲဘော်သေမင်းအသက်20တောင်ဝန်စခန်းမူတက်ဆိတ်မူကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။တပြင်တပ်ပေါင်းစုဝင်တွေဖြစ်ကြတဲ့ God of မြိုင်မှရဲဘော်ဗလာ16နှစ်နဲ့ PLPDF မှရဲဘော်နိုင်ကြီး34နှစ်တို့လည်းကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။အဖိုးတန်လာတဲ့ဆုံးရှုံးမှုတွေအတွက်ဖုံမပြနိုင်အောင်ကြေကွဲခံစားရပြီးတော်လှန်ရေးအတွက်ရဲဘော်တွေရဲ့မိဘများအတွက်နဲ့ကျွန်တော်တို့အတွက်ယခုဆုံးရှုံးမှုများကိုပြန်လည်တောင်းယူကူစားသွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းလို့ချက်တွေကို Radio Energy သတင်းတောင် Castle နဲ့ Bray Blue ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုအညီကြီးမနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်အခုဆက်လက်ပြီးပြည်တွင်းသတင်းများကိုတော့ຫນွေဥမှန်မှဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ရှင် မင်္ဂလာပါသောရရှင်များရှင်အခုချိန်အစပြီး2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနခင်ပြည်တွင်သတင်းများကိုကျွန်မအနွေဦးမိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကန်ပီပီဥက္ကဋ္ဌနဲ့အန်ယူဂျီယာယီသမရတို့တွေ့ဆုံပြီးတော်လှန်ရေးဖက်ဒရယ်ဒီမိုကရေစီနဲ့စစ်ပေးရှောင်အရေးများဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုဥစွာတင်ပြပေးပါမယ်။အမျိုးသားရင်သွေးရေးအစိုးရအန်ယူဂျီနိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာနဲ့ ခရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခူဦးရဲတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းစက်တင်ဘာလ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ခေါင်းဆောင်တို့အနေဖြင့်လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေသောတော်လှန်ရေးအခြေအနေများကြုံတွေ့နေရသည့်တော်လှန်ရေးဆိုင်ရာစိန်ခေါ်မှုများကိုအတူရင်ဆိုင်ကြော်လွှားနိုင်ရန်နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြရလို့ဖော်ပြထားပါတယ်။ထို့တူတိုင်းပြည်အနှံ့အကြမ်းဖက်စစ်တပ်၏ ပြင့်မှတ်မခွဲခြားဘုံကျဲတိုက်ခိုက်မှုများကြောင့်ထိခိုက်ဒေဆုံးခဲ့ရသည့်မိသားစုများထိခိုက်ဒဏ်ရာရကုသနေရသူများနဲ့အသက်အိုးအိမ်စီးဆိုင်များဆွန့်လွတ်လဲထွက်ပြေးတိမ်းရှောင်နေကြရသည့်စစ်ပီးရှောင်ပြည်သူများအတွက်လူသားစာနာကူညီရေးဆိုင်ရာများကိုလည်းဆွေးနွေးခဲ့ကြရလို့သိရှိရပါတယ်ရှင်ဆလပီစကိုင်းဖဒယ်ယူနစ်လွှတ်တော်နဲ့ဂျာကာလာစကိုင်းဖဒယ်ယူနစ်အစိုးရစီစီရေးရွေးချယ်ရေးကော်မရှင်တွင်ပါဝင်ကြမိ စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုတို့မှတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးတဲ့တင်ကိုတင်ပြပါမယ်။စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နဲ့ဂျာကာလာစကိုင်းဖက်ဒရယ်ယူနစ်အစိုးရစစ်စစ်ရွေးချယ်ရေးကော်မရှင်နဲ့ပါဝင်ကြမိစကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုတို့မှတာဝန်ရှိသူများဟာစက်တင်ဘာလ29ရက်နေ့မနက်10:00အချိန်တွင်ဗီဒီယိုကွန်ဖရင့်မှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ တွိတ်ဆုံဆွေးနွေးပွဲတွင်စကိုင်းဖက်ဒရယူနစ်လွှတ်တော်ဥက္ကဋ္ဌကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက်စကိုင်းဖက်ဒရယူနစ်လွှတ်တော်ကိုစလဲတူကကြာကာလစကိုင်းဖက်ဒရယူနစ်အစိုးရစစ်စစ်ရွေးချယ်ရေးကော်မရှင်၏လုပ်ငန်းတာဝန်များနဲ့ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့လို့သိရပါတယ်ထို့နောက်စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအားစုများမှကိုယ်စားလှယ်များကလည်းအကြံပြုသုံးသပ်ချက်များကိုဆွေးနွေးခဲ့ကြပြီးစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဘက်ကလည်းပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီးနောက် မွန်လွယ်၁၂:၁၅မိနစ်အချိန်တွင်စီဝေအားအောင်မြင်စွာရုတ်သိမ်းခဲ့လို့ဖော်ပြထားပါရယ်အဆိုပါတွိတ်ဆုံဆွေးနွေးပွဲတွင်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနှင့်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီမှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ်တွင်ရှိနာကရှမ်းနီကဒူကနန်း ချင်းတိုင်းဒါအင်အားစုများမှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ်တွင်ရှိပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှကိုယ်စားလှယ်များစကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံရေးဆွဲခဲ့သည့်ကော်မရှင်မှကိုယ်စားလှယ်များစကိုင်းတိုင်းဒေသတပိတ်အင်အားစုမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းထုတ်ပြန်ထားပါရဲ့ရှင် စစ်ကော်မရှင်ရဲ့ရေချောင်းလေချောင်းနဲ့လက်နေကြီးတိုက်ခိုက်မှုများကိုရခိုင်ကထက်ပုံမှုသတိထားကြဖို့အာရခတ်တပ်တော်တိုက်တွန်းတဲ့သတင်းကိုဆက်လက်တင်ပြပါမယ်။အရခဒေတာတွင်ကမိဘပြည်သူများအနေဖြင့်စစ်ကော်မရှင်ရဲ့ရေချောင်းလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုရန်ကိုရခိုင်ကထက်ပုံမှန်သတိထားကြဖို့နဲ့စစ်ရေးတရီအပြေဝအချိန်မရရှိကြဖို့အရခတပ်တော်ကတိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်တပ်ဟာအရခဒေတာတွင်တိုက်ပွဲများနဲ့ အရခဒေတာအဆက်၃နေရာမှာဖြစ်ပွားနေတဲ့တိုက်ပွဲများတွင်အထိခိုက်ကြဆုံများစွာနဲ့ရင်ဆိုင်နေရပြီးတက်ပြက်နေသလို၎င်းတို့အတမဆူဆောင်းထားတဲ့တပ်ဖွဲ့ဝင်များဟာတိုက်ခိုက်လို့စိတ်မရှိဘဲရှေ့တန်းနောက်တန်းများတွင်အခွင့်ရလင်ရသလိုပဲပြောင်းချင်းတက်ပြေးချင်းအလံဖြူထောင်ဝင်းရောက်ချင်းတို့နေစဉ်ဖြစ်ပျက်နေရလို့ဆိုပါတယ်မြေပြင်တိုက်ပွဲများမှာအကြဆုံများစွာရင်ဆိုင်နေရတဲ့စစ်ကော်မရှင်တပ်ဟာ ်အရခဒေတာတွင်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာများကစာတင်ကြောင်းစီစေးယုံစေးခန်းနဲ့ဘုံကြီးကျောင်းနေရာများအပြင်လူစုလူဝေးရှိနိုင်တယ်လို့ယူဆတဲ့နေရာများအားနေညအချိန်မီလေးကျောင်းရေကျောင်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများပုံမှုလုံဆောင်လာနေတယ်လို့သိရပါတယ်ထို့ကြောင့်မိဘပြည်သူများအနေနဲ့စစ်ကော်မရှင်ရဲ့ရေချောင်းလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုရန်ကိုရခိုင်ကထက်ပုံမှုတရိထားကြဖို့နဲ့စစ်ရေးတရိအပြည့်ဝအချိန်မရရှိကြဖို့ကိုတိုက်တွန်းထားပါရရှင်။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းချောက် Crushell နဲ့ပရိဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ဗီဒီယိုအညီကြီးပါဆက်လက်တင်ပြနေပါတယ်။အခုတခါမှာတော့ကျွတင်ကာကွယ်ပါအေးမိဝေဒနာလို့အမည်ရတဲ့ကျမရဲ့ပညာပေးကဏ္ဍကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။မိုးရုံနဲ့ဆောင်းရာသီရောက်ပြီးဆိုရင်နာစည်းခြင်းတလူလူလေချောင်းနာခြင်းတလူလူဖြစ်လာပြီး ိုနာတစစ်စစ်ဒီနာတစစ်စစ်နဲ့နေလို့ထိုင်လို့ခါလည်းမကောင်းဘူး။ဒါဆိုရင်တော့အေးမီတဲ့လက္ခဏာတွေခံစားနေရတာတေချာနေပါပြီ။ဒီလိုလက္ခဏာတွေဟာလူတိုင်းကြုံရလေးရှိတာမို့အေးမီတဲ့အကြောင်းကိုအားလုံးအနေနဲ့သိထားသင့်ပါတယ်။အေးမီယောဂအကြောင်းလေးကိုဆက်လေ့လာကြည့်အောင်နော်။ဘာကြောင့်အေးမီတာလဲ။အသက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်း upper respiratory tract မှာယောဂဘူကူးဆက်ခံရတဲ့အတွက်ကြောင့်အေးမီလက္ခဏာတွေခံစားရပါတယ်။ အဓိကကတော့နှာခေါင်းနဲ့လေးချောင်းမှာယောဂပိုးဝင်တာဖြစ်ပါတယ်။ယောဂပိုးဆိုတာမှာအသက်ရှူလမ်းကြောင်းတဲကိုဝင်နိုင်တဲ့ဘယ်ဗိုင်းရပ်စ်ကြောင့်မဆိုဖြစ်နိုင်ပါတယ်။အိမ်မိချင်းရဲ့လက္ခဏာတွေကပါတယ်လေ။နှာစီးခြင်း၊နှာရည်ယိုခြင်း၊လေချောင်းနာခြင်း၊နှာခြေခြင်း၊မျက်လုံးနာခြင်း၊မျက်လုံးအောင်ခြင်း၊နေလို့ထိုင်လို့မကောင်းခြင်း၊ခေါင်းကိုက်ခြင်း၊လေချောင်းနာခြင်း၊အတန်တွေဝင်ခြင်း၊အတန်အော်အော်ကြီးဖြစ်နေခြင်း ဖြားနေခြင်း၊ကိုလက်ကိုက်ခဲခြင်း၊ချောင်းဆိုးခြင်း၊နောက်ဆက်တွဲအနေနဲ့ထိတ်ကက်နာနဲ့နားအတွင်းယောဂပိုးဝင်ခြင်းတို့ခံစားရနိုင်ပါတယ်။ဘာကြောင့်အေးမိတာလဲ။ဗိုင်းရပ်စ်ယောဂပိုးကူးထားတဲ့လူတစ်ယောက်ကနှာစီးချောင်းဆိုးလိုက်တဲ့အခါသူ့ရှူထုတ်လိုက်တဲ့လေကားတဆင့်ယောဂပိုးတွေပါလာပြီးကူးဆက်တာဖြစ်ပါတယ်။ဘယ်လိုကူးသလို့ရနိုင်လဲ။အဓိကကတော့ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားကောင်းအောင်ပြုပြင်နေထိုင်တဲ့နေလံပဲဖြစ်ပါတယ်။ ။ဘာလို့ဆိုအသက်ရှူလမ်းကြောင်းကနေတဆင့်ဝင်တဲ့ virus ပိုးတွေဟာကိုယ်ခန္ဓာရဲ့ခုခံအားစနစ်နဲ့ရင်ဆိုင်တိုက်ပွဲဝင်ကြလို့ဖြစ်ပါတယ်။အဲဒီအချိန်အတွင်းမှာကိုယ်တိုင်ကကိုယ်ခံအားကောင်းအောင်နေထိုင်ဖို့အလွန်အရေးကြီးပါတယ်။ဒါဆိုကိုယ်ခံအားကောင်းအောင်ဘယ်လိုနေထိုင်ရမလဲ။အနားယူပါအေးဝဝအိပ်ပြီးကောင်းကောင်းအနားယူပါကိုကံအားကြနေတဲ့အချိန်မှာလှုပ်လှုပ်ရှားရှားပြင်းပြင်းထန်ထန်လှုပ်ရင် ကိုကံအားစနစ်က အလုတ်ပူလို့ရပါတယ်ရေများများတောက်ပါ အနည်းဆုံးတစ်နေ့ကိုရေ2လီတာလောက်ထိတောက်ပေးနိုင်ရင်ပိုကောင်းပါတယ်။တခြားရောဘယ်လိုကုသရမလဲ။ဖျားနာကြိုက်ခဲတာတွေအတွက်ကတော့ပါရာစီတမောနဲ့တချို့အကြိုက်ခဲပျောက်ဆေးတွေတောက်သုံးလို့ရပါတယ်။ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်ဖို့အကြံပြုပါတယ်။နှာရီယိုနှာပိတ်တာတို့အတွက်ရေနွေးငွေ့ရှူပေးနိုင်ပါတယ်။အရန်ကြီးမပူပါစေနဲ့လို့သတိပေးပါရစေ။ဘာလို့ဆိုနှာခေါင်းထဲမှာရှိတဲ့အမေးပါးလေးတွေ၊မှွေးညင်းလေးတွေအပူလောင်မှာဆိုလိုပါ ခလေးတွေမှာတော့မလုတ်ပေးပါနဲ့အပူလောင်မှာစိုးရင်ရလို့ပါဓာတ်အပြင်နှာခေါင်းအဆက်ချဆေးတို့လိုဆေးမျိုးတွေသုံးဆွဲပေးလို့ရပါတယ်စားရည်နဲ့ပလုတ်ချင်းပေးပါငုံဆေးတွေငုံပေးလို့လည်းအဆင်ပြေပါတယ်ဗီတာမင် C အားဆေးလေးတွေမှီဝဲလို့ရပါတယ်ဒါပေမဲ့တန်ဆေးလွန်ပေးမှုလို့သတ်မှတ်ထားတဲ့ပမာဏထက်ဆရာဝန်ညွှန်ကြားတာထက်ပိုမတော့သုံးဖို့မှာကြားပါရစေအေးမိတာက3-4ရက်လောက်နဲ့ပျောက်ကင်းနိုင်တယ်လို့ တခါတလေမှတပတ်ဆယ်ရက်လောက်ထိကြာလေးရှိပါတယ်။လိုအပ်တဲ့စီးဝါတောက်သုံးမှုတွေအတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ဆရာဝန်မညွန်ကြားပဲပိုးသက်ဆေးတွေမတောက်ဖို့မှာကြားပါရစေ။ဗိုင်းရပ်စ်ပိုးကူးခံရတာဖြစ်တဲ့အတွက်ကြောင့်ဘက်တီးရီးယားကိုတတ်တဲ့ပိုးသက်ဆေးအန်တီဘိုင်ယိုတစ်တွေတောက်လို့လည်းအကျိုးမရှိပါဘူး။ဆေးရင်ပါပြီးနောက်တစ်ချိန်ကျဆေးမတိုးတော့တာ ဖြစ်သွားပါလိမ့်မယ်။အကယ်၍နားနာခြင်း အောင့်ခြင်းရင်ဘတ်အောင့်ခြင်းအသက်ရှူရခက်ခဲခြင်း အစိမ်းရောင်ရှိတဲ့ချွဲတွေတက်လိပ်တွေထွက်ခြင်းပါရာစီတမောတောက်ပေမဲ့အပြားကြီးပြီးလုံးဝမကြရင်တော့မပေါ့စပဲဆရာဝန်နဲ့တိုင်ပင်ပြသတင်ပါတယ်။အေးမမီရောဘယ်လိုကြိုတင်ကောက်ွေရမလဲ။လေ့ကျင့်ခန်းပုံမှန်လုပ်ပါအာဟာရပြည့်ဝအောင်စားပါအေးရောအောင်အိပ်ပါလက်စီးပါ တကူရီတန်ရှင်းရေးဂယူးဆိုင်ပါနှာချီချောင်းဆိုးရင်ပါဇက်ကိုအုပ်ထားပါတကူရီတခါရသုံးပစ္စည်းတွေကို အမြဲပို့တတ်ပါ ကိုကံအားကောင်းအောင်နေထိုင်မှအအေးမီတုတ်ကွေးယောဂါတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒီလောက်ဆိုအအေးမီယောဂါနဲ့ပတ်သက်ပြီးတည်တည်တည်ထိုက်တဲ့ဘဝတုဒ္ဒတွေရရှိကြမယ်လို့မျှော်လင့်ပါတယ်။အားလုံးအခုလိုမျိုးအကုန်ဆောင်အခုကာလမှာအအေးမမီအောင်ကြိုတင်ကာကွယ်ကြပါလို့ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရမှအကြံပြုထားပါတယ်ခင်ဗျာ။ ဗီဒီယိုအညီကြီးရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်။အခုတစ်ခါမှတော့မောင်လူမွေးရေးသားထားတဲ့တော်လန်ရေးအစီအစဉ်တစ်ပုဒ်ကိုနားဆင်ရဖို့ရှိပါတယ်။ရန်နိုင်ကခန်းစားတင်ဆက်ပေးထားတာဖြစ်ပါတယ်။အစီအရဲ့အမည်ကတော့မှတ်ကြောက်တင်ခံနိုင်တဲ့လူလို့အမည်ရပါတယ်ရှင်။မကြောက်တင်ခံနိုင်တဲ့လူမောင်လုံးမွေးနေတဲ့နေရာမှာ မောင်လုံးဝေးတကယ်ကိုလေးစားအတူယူရတဲ့သူတွေရှိပါတယ်။ဒီလိုပုံကိုယ်တွေဟာမောင်လုံးဝေးကိုစိတ်သက်ခွန်အားပေးနေကြသူတွေလည်းဖြစ်ပါတယ်။မောင်လုံးဝေးအမြင့်ရောက်တတ်တဲ့စစ်ဆောင်စခန်းတစ်ခုမှာစစ်ဆောင်စခန်းအုပ်ချုပ်ရေးလုပ်ငန်းတွေပညာရေးကျန်းမာရေးအပါအဝင်ကိစ္စအဝဝကိုစွန်းစွန်းတမန်ဆောင်ရွက်နေသူတူရှိပါတယ်။သူ့နာမည်ကဦးမြင့်ပါ။ဦးမြင့်တို့မိသားစုဟာမိသားစုဦးရေညာပါတယ်။၉ရောက်တောင်စားအုပ်ရှိတဲ့မိသားစုပါ။ စစ်ဆောင်စခန်းတစ်ခုမှာလူ၉ယောက်စားအိုးဆိုတာဘယ်လွယ်ပါမလဲ။ဦးမြင့်ကတော့ဒီလူ၉ယောက်စားအိုးကိုထမ်းထားရင်စစ်ဆောင်စခန်းကဘဝတူစစ်ဆောင်တွေအတွက်ရုန်းကန်ပေးနေသူဖြစ်ပါတယ်။စစ်ဆောင်အုပ်ချုပ်ရေးမှာအတွင်းရင်းမှုအဖြစ်တာဝန်ထမ်းဆောင်နေသူပါ။စစ်ဆောင်တွေအတွက်လူလန်းလာတဲ့ပစ္စည်းတွေကိုအညီမျှခွဲဝေပေးတာစစ်ဆောင်စခန်းမှာရေရင်းတူအင်သာဆောက်တာကအစားစာသင်ကျောင်းဝင်းပေါင်းရှင်တာအဆုံးသူပါဝင်ရပါလေ။မိသားစုတစုကို စံတပြေဝေရင်စစ်ချောင်စကန်တစ်ခုလုံးကမိသားစုတွေကိုတိုင်တပြေဝေပြီးရင်မိသားစုဝင်၉ယောက်ရှိတဲ့ဦးမြင့်ဟာသူရတဲ့စံတပြေကိုဆွဲပြီးကြောက်ကြားတဲ့ကသူ့တဲလေးကိုပြန်လာပါပဲစီတဘူးစီရရင်လည်းအားလုံးကိုခွဲဝေပေးပြီးတာနဲ့စီတဘူးဆွဲပြီးပြန်လာပါပဲစစ်ချောင်စကန်မှာဦးမြင့်တို့လောက်မိသားစုဝင်များတဲ့အိမ်တော်စုမရှိပါဘူးဒါပေမဲ့ဦးမြင့်ဟာမိသားစုဝင်များပေမဲ့တောင်ဝန်ကိုသာအများထက်ပိုယူပြီးရပိုင်ခွင့်ကိုဘာတစ်ခုမှပိုမယူတဲ့သူပါ ဒီတစ်ချက်နဲ့တင်ကိုဥမြင့်ကိုလေးစားဖို့တော်တော်လုံလောက်နေပြီလို့မောင်လုံးဝေးယုံကြည်ပါတယ်။စစ်ဆောင်စခန်းအတွက်စီဝေးမသွားခင်မှာဥမြင့်ဟာလဲပောင်းနှုတ်အငှားလိုက်ပါတယ်။စစ်ဆောင်ပြည်သူတွေအတွက်ဝေချမ်းရည်မလုပ်ခင်မှာဥမြင့်ဟာနှမ်းရိတ်အငှားလိုက်ပါတယ်။မနက်ပိုင်းပောင်းထိုးအငှားလိုက်ပြီးလို့ပြန်လာရင်မောင်လုံးဝေးတို့နဲ့စစ်ဆောင်ကြောင်းတိုးတက်ရေးကိုဆွေးနွေးပါတယ်။ဒါရီဟာမောင်လုံးဝေးမြင်တွေ့ရတဲ့သူ့လှုပ်ရှားဟန်တွေပါပဲ။ဖက်ချန်းစစ်လေးကိုကုံစင်းနှုံးကြောင့်မတောက်တော့တဲ့ဥမြင့်ဟာသတင်းစာစက်ကူနဲ့လိတ်ထားတဲ့ အစီကံမပါတဲ့ဆေးပြင်းလက်ကလေးကိုဖွာဖွာနေတာယိုသားဖြောင့်မတ်မှုတွေမိကိုတူအူထွက်တဲ့အထိပါပဲယိုသားမှုဖြောင့်မတ်မှန်ကန်မှုမှာတော့စံမဲเสียရည်လို့စစ်ဆောင်အုပ်ချုပ်ရေးမှုကသူ့လုပ်ဖို့ကင်ပတ်အတွက်ဂုံယူတဲ့အပြုံနဲ့မှတ်ချက်ပေးပါတယ်ဥမြင့်ဟာပညာရက်တယောက်မဟုတ်ပါဘူးဒါပေမဲ့သူ့မှာပညာရှိတယောက်ရဲ့ယိုသားမှုမျိုးရှိသူပါဥမြင့်ဟာမိသားစုများတဲ့အတွက်အခြားစစ်ဆောင်တွေထက်ကိုပိုခက်ခဲပါတယ် ဒါပေမဲ့ဘဝတူဆစ်ဆောင်တွေအတွက်စေတနာကတော့ကြွယ်ဝလွန်းသူကြီးပါဆစ်ဆောင်စခန်းမှာခက်ခက်ခဲခဲရုန်းကန်ကြရတော့တချို့ကိစ္စတွေမှာစိတ်မရှိကြပြောကြဆိုကြတဲ့ကိစ္စတွေရှိပါတယ်ဒါတွေကိုလည်းတီးခန့်ချင်းတရားနယ်ပဲကြော်လွှားနေနိုင်သူဖြစ်ပါတယ်ဆစ်ဆောင်တွေအတွက်လူရည်စင်းပေးရတာတွေပစ္စည်းကင်တွေဝေငှရတာတွေဆစ်ဆောင်မှာရေတွင်းတူးဖို့အိမ်သာလုပ်ဖို့ငွေကိုယာယီကန်ရတာတွေစတာတွေဟာဥမြင့်ကိုမှတ်ကြောက်တင်ပင်းနေစေဖြစ်ပါတယ်ဥမြင့်ဟာ မှတ်ကြောက်တင်ခံနိုင်တဲ့လူစားမျိုးပါ။ဒါကြောင့်လဲစစ်ဆောင်စကန်းကပြည်သူအားလုံးနီးပါးဟာသူ့ကိုယုံကြည်ကြတယ်။အားကိုးကြပါတယ်။စစ်ဆောင်စကန်းတွေမှာမှဥမြင့်လိုပုံကိုယ်တွေလိုအပ်တာမဟုတ်ပါဘူး။ကြေးရွာတွေမှာလဲဥမြင့်တွေလိုနေတယ်။တိုက်နယ်တွေမှာလဲဥမြင့်တွေလိုနေတယ်။မြို့နယ်မှာလဲဥမြင့်တွေလိုနေတယ်။တော်လည်ရင်းနဲ့အုတ်ချုပ်ရင်းမှာဥမြင့်တွေဟာအလိုအဆုံဖြစ်မယ်လို့ထင်ပါတယ်။ပြည်သူတွေဟာကိုနီးစက်ရာကတောင်ဝရှိသူတွေကိုမှတ်ကြောက်တင်ကြည့်နေကြသူတွေပဲဖြစ်ပါတယ်။ ဘယ်နေရာမှာဘာပဲလုပ်လို့ရိုးသားမှုမှတ်ကြောက်အတင်းခံနိုင်ဖို့ကပထမအရေးကြီးဆုံးလို့မောင်လူမွေးလေးလေးနက်နက်ယုံကြည်ပါတယ်။အခုလိုကြက်တဲတဲ့ကာလာကြီးမှာနေရဒေတာတိုင်းဥမြင့်တွေများများထွန်းကားပါစေလို့မောင်လူမွေးဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။မောင်လူမွေး ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့မိဘပြည်သူများရှင်ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးအစီအစဉ်အနေနဲ့တော်လန်ရေးတက်ဂီတာမှာတော့မင်းကိုနိုင်ရေးသားထားတဲ့မြတ်သောအေယာရီလို့မိရတဲ့ဒီချင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ဆောအောင် Grace ဦးနဲ့တယောဖူးဆန်တို့ကတီးဆိုပေးထားတာဖြစ်ပါတယ်ရှင်။ ီးများစွာကြောကာဖြတ်ခဲ့သည်အချိုးခွေတစ်ခုမှနောက်ကြောင်းနေရမလားသင်ခီစီသင်တီဒီသင်တီဒီဒါတတတွေအချိန်ချိန်မူခဲ့လေတရားရဲမမလွေတဲ့ ရဲ့တည်ငယ်ဒီမြေရှိရဲ့တင်ရှိသည်အတင်ရှိသည်ခီးဆောင်မြောင်းရောင်းနေငယ်တော်တော်ဧော်လီတို့အတွေ့သားတဲ့စီမြေကြီးဧော်လီ စတိုင်းအတွက်ရှင်သန်ပြီးခဲ့သည်တပွဲသာလက်မလေးစင်ပြရမလားဒီနေ့ Radio NUG ရဲ့သောတာရှင်မိဘပြည်သူများရှင်။ကျမတို့ Radio NUG ရဲ့မနက်၈နာရီခွဲနဲ့ည၈နာရီခွဲတနေ့နှစ်ကြိမ်လိုင်းတူထုတ်လွှင့်မှုတွေကိုအောက်တိုဘာလဆန်းကစတင်ပြီးရန်သားတော်မှာဖြစ်တဲ့အကြောင်းအသိပေးအပ်ပါတယ်ရှင်။လာမယ့်အောက်တိုဘာလ၁ရက်နေ့ကစတင်ပြီး Radio NUG အစီအစဉ်တွေကို Facebook, YouTube, Spotify, TikTok နဲ့ live. radioenugu.org internet တို့ကနေပုံမှန်အတိုင်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်အစီအမပြတ်နားဆင်နိုင်ကြပါကြောင်းအတိပေးတင်ပြအပ်ပါတယ်ရှင်ဒီကနေ့ကတော့ဒီညနေပဲ radio enugu ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ် မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာစက္ကန့်တက်မှ90 MHz ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာ17တက်မှ60 MHz တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆွတ်တောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်လက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်လွှင့်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာအ미သားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအားပေးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။